ကျွန်တော် business advisor တယောက်အနေနဲ့ပေါ့နော်ဒီယုံဒီမှာယုံတင်တဲ့စနစ်ကိုဒါကိုရှင်းရှင်းလေးပြောရမယ်ဆိုရင်တော့ကျွန်တော်က two way method နဲ့တို့ကမောင်းနေတယ်ဟိုဟာဥပမာဆိုရင်တခါတင်ရင်နှစ်ခါတင်တယ်ပေါ့အဲ့ဒီခါကျတော့ကျွန်တော်တို့က CY မှာကျတော့ကျွန်တော်တို့ investment မှာဒီ OIM ခေါ်တာပေါ့နော်ဒီ OIM မှာပြန်ပြီးတော့ပြန်ကြည့်မယ်ဆိုရင် CY method မှာယုံပိုင်းဆိုင်ရာမှာတိတ်တိနာမှုတော့ကြီးမမမရှိပေမဲ့ထုတ်ဝေသူမှာတော့ညံ့နာမှုရှိပါတယ်ထုတ်ဝေသူတွေကဒီကာယုရှင်ကတခါပြော investment သူအများကြီးနှုတ်နှံထားရတယ်အဲ့ဒီ investment ကသူကိုရှိပြန်ပြီးတော့ရနိုင်တဲ့အနေအထားရှိလားဆိုတာအခုချိန်မှာမြင်လာတယ်မြင်လာတော့အဓိကပြဿနာကဘာလဲဆိုတော့ကျုံညမကိုကြည့်ရဘဝင်မကြလို့ပါဗျာရေခတ်တော့လေရေဦးကကြွယ်တယ်ခုနကရွာထဲကိုတော့တော့လေခွေးကလိုက်ဆွဲတယ်အိမ်ထဲအိမ်ရင်တော့မထွက်ချင်တော့ဘူးလေဗျာဒါကြောင့်ဒီနှကားရဲနှကားရဲတင်တဲ့စနစ်ကဟိုဘယ်လိုပြောရမလဲဆိုတော့ဒီစုပုံနေတဲ့ရုပ်ရှင်ကားတွေဇက်ထုတ်တီးဂျာတဲ့မှာ ိတ်မကြခင်မှာပို့ပြီးတော့အင်အားနည်းလာတဲ့ပို့ပြီးတော့လိုဘက်ချက်သုံးလာတဲ့ကားတွေပဲပို့သုံးလာမယ်လို့လည်းဒါသုံးသက်လို့ရပါတယ်အဲကျွန်တော်ကအရင်တုန်းကစာရေးဆရာပါเนาะဒီနိပညာစာအုပ်တွေရေးတယ်နိပညာစာအုပ်ရ2018မှာ MRD4 မှာစပြီးတော့စာရေးစကရစ်တင်းမှာပါเนาะအောက်ဆုံးစကရစ် အနေနဲ့ဝင်ပါပြီးတော့စစ်တလုံးမောင်ဘုံဆိုတဲ့ဇလန်းတွဲကိုဇလန်းစံညွန်ဒရိုက်တာအနေနဲ့စပြီးတော့ရိုက်ကူးခဲ့တယ်ပေါ့နော်ဒါ2000 19 20 2019 20မှာစပြီးတော့ MRT ဖုန်းမှာတွင်ခဲ့တဲ့ဒါပထမဆုံးခြေလမ်းကိုပြောမယ်ဆိုတော့စစ်တလုံးမောင်ဘုံစီးရီတွေကိုပြောပါခင်ဗျအခုလောလောဆယ်ကတော့ကျွန်တော်တို့မန်ဆိုတဲ့ရုပ်ရှင်ကားပေါ့နော်အဲဟာကြော်ထက်ဇွန်နဲ့မင်းမြင့်မွန်နဲ့အဲ့ဒီကောင်ကတော့အားလုံးလိုင်စင်လဲစင်စာလဲရပြီအကုန်လုံးပေါ့နော်ယုံတင်ဖို့ ready ပေါ့နော်တက်စီနေတဲ့အချိန်ကြီးရှိပါတယ်အခု ိတ်မကြခင်ရိုက်မဲ့ဇာကားကတော့ကျွန်တော်တို့ဟိုပါခမ်းမင်းကတဲ့ညဆိုတဲ့ဟာပေါ့နော်အဲဒီကောင်ကလည်းရုပ်ရှင်ကာကြီးတစ်ခါနေလဲရိုက်ဖို့ရှိပါတယ်နောက်ဂျပန်နဲ့တီတော်တရာဆိုတာအဲဒီကောင်ရုပ်ရှင်ကာကြီးလည်းရိုက်ဖို့ပြင်ဆင်နေပါတယ်ကျွန်တော်ဒီစေတုံးမောင်ဖုံးဇလန်းတွဲ ြနေတဲ့အချိန်မှာကျွန်တော်ဆောက်လုပ်ရေးလုပ်ငန်းလုပ်နေရပါကျွန်တော်ကအဓိကတော့ business management လုပ်တာပေါ့နော်ဒါအခုမှတော့ business management ကိုအခုဒီ2025မှာပြန်စလုပ်တာပေါ့ရုပ်ရှင်လည်းရရင်တစ်ဖက်တစ်လမ်းက international college တွေမှာစတင်ပါတယ်ပြီးတော့ company တွေမှာ business management လုပ်ပါတယ်အဲဒီအတွက်ကြောင့်စိတ်ညစ်စရာလောက်ထိအောင်တော့ရှိတယ်ဒါပေမဲ့ကျွန်တော်ကအမြဲတမ်း confident so high ဆိုတဲ့လူမျိုးဖြစ်တဲ့အတွက်ကြောင့်ဟိုရက်တော့မနေဘူးဒီတစ်လမ်းမရရင်နောက်တစ်လမ်းလျှောက်ပါတယ်ဘယ်လို for example ပြောရမယ်ဆိုရင်လက်ရှိရုပ်ရှင်လောကရဲ့အနေအထားအရဆိုရင်လည်းကျွန်တော်တို့လူသစ်တန်းက တိုးဖို့ခက်ပါတယ်ကျွန်တော် business advisor တယောက်အနေနဲ့ပေါ့နော်ဒီယုံဒီမှာယုံတင်တဲ့စနစ်ကိုဒါကိုရှင်းရှင်းလေးပြောရမယ်ဆိုရင်တော့ကျွန်တော်က two way method နဲ့တို့ကမောင်းနေတယ်ဟိုဟာဥပမာဆိုရင်တစ်ခါတင်ရင်နှစ်ခါတင်တယ်ပေါ့အဲ့ဒီခါကျတော့ကျွန်တော်တို့ကစီးပွားရေးမှာကျတော့ကျွန်တော်တို့ investment မှာဒီ OIM ခေါ်တာပေါ့နော်ဒီ OIM မှာပြန်ပြီးတော့ပြန်ကြည့်မယ်ဆိုရင်စီးပွားရေး method မှာယုံပိုင်းဆိုင်ရာမှာတိမ့်တိနာမှုတော့ကြီးမမမရှိပေမဲ့ထုတ်ဝေသူမှာတော့နှစ်နာမှုရှိပါတယ်ထုတ်ဝေသူတွေကဒီကာယုရှင်ကတခါပြော investment သူကအများကြီးနှုတ်နှံထားရတယ်အဲ့ဒီ investment ကသူကိုရှိပြန်ပြီးတော့ရနိုင်တဲ့အနေအထားရှိလားဆိုတာအခုချိန်မှာမြင်လာတယ်မြင်လာတော့အဓိကပြဿနာကဘာလဲဆိုတော့ကျွန်တော်တို့ကဒီ audience demand ခေါ်တာပေါ့ customer တွေအခုကြည့်နေတဲ့ကျွန်တော်တို့ပိတ်သက်တွေပေါ့ရုပ်ရှင်ချိုက်တဲ့ပိတ်သက်တွေဟာအကောင်းဆုံး result တစ်ခုရနိုင်ဖို့အတွက်ခင်းလာတာပေါ့။ဘာကြောင့်လဲဆိုတော့အားလုံးက အဲတခုခုဆိုရင်ဟိုလိုဘတ်ဂျက်လိုဘတ်ဂျက်ဆိုပြီးတော့ပဲစကားတွေကပုံသုံးလာကြတယ်လို့ဒါကျွန်တော်ဘက်က business တမားတယောက်အနေနဲ့အမြင်ပေါ့နော်အဲ့လိုမြင်ပါတယ်စီးပွားရေးတမားတယောက်အနေနဲ့ပြောရမယ်ဆိုတော့လော်ရှိပုံစံကကျွန်တော်တို့က production လုပ်ထားတဲ့ product တွေကစုပုံနေတဲ့ပြဿနာပါဟို product တွေစုပုံနေတဲ့ပြဿနာဖြစ်တဲ့ကြောင့်ကျွန်တော်ရုပ်ရှင်တန်းစီထားတဲ့ကားတွေကလည်းအဲယာနဲ့ထောင်တဲ့ကြီးရှိလိမ့်မယ်ဒါကြောင့်ဒီနှစ်ကားရဲနှစ်ကားရဲတင်တဲ့စနစ်က ဟိုဘယ်လိုပြောရမလဲဆိုတော့ဒီစုပုံနေတဲ့ရုပ်ရှင်ကားတွေဇက်ထုတ်တီဂျားထဲမှာစီဝိုင်းနေတာပဲជីជីတိတ်မကြခင်မှာပို့ပြီးတော့အင်အားနည်းလာတဲ့ပို့ပြီးတော့လိုဘက်ချက်တုံးလာတဲ့ကားတွေပဲပို့တုံးလာမယ်လို့လည်းဒါတုံးသက်လို့ရပါတယ်အဓိကတော့ထုတ်ဝေသူပေါ့ကျွန်တော်တို့ရဲ့ထုတ်ဝေသူကအောက်ခင်မင်းအောက်ခင်မင်းရုပ်ရှင်ထုတ်လို့ရတာဥတီဒါဥစီပေါ့နော်ဥစီနဲ့မာကြီးတီရကြတော့ तू ကပတ်စပ်သိမ့်မကြည့်ဘူး ဒီကျွန်တော်မန်ဆိုတဲ့ရုပ်ရှင်ကားလေးဆိုရင်လည်းအရုပ်ရှင်ရဲ့အတကယ်အရသာကိုပေးသက်ကိုချပြကျင်တာဒါကြောင့်ဒီကားလေးကိုစိုက်ရိုက်တဲ့ဟာအကျိုးမြတ်မကြည့်ဘဲနဲ့သူက investment အများကြီးသုံးခဲ့တယ်ပေါ့ဒါကြောင့်ကျွန်တော်တို့က result အနေနဲ့ခက်ဘက်အနေနဲ့ဘယ်လောက်ထိရမလဲဆိုတာတော့သူလည်းမမျှော်လင့်ဘူးကျွန်တော်လည်းမမျှော်လင့်ဘူးပိဋိတ်ကဘယ်လောက်ထိလက်ခံသွားတယ်ဆိုတာပဲကျွန်တော်တို့ကမျှော်လင့်မယ်ဆိုတာညီကုံတယောက်တိုင်ပင်ပြီးပေါ့အဓိကတော့ producer နဲ့ပဲဆိုင်တာပါခင်ဗျဟုတ်ကဲ့ဟိုမန်ဆိုတဲ့ရုပ်ရှင်ကားလေးဆိုရင်စပြီးတော့ဇိုင်းရင်တဲတဲ့ကအဲဟိုပေါ့ producer က အရင်လောက်ပြန်ပြရင်တော့နေပါစီဆိုတဲ့စိတ်မျိုးနဲ့အကောင်းဆုံးဖန်တီးပွင့်ပေးပါတယ်။နောက်ပြီးတော့ဘလောက်တော်မှပေးလဲဆိုတော့အဲ့မှာပါတဲ့ MTV တပုတ်သေးတဲ့350လောက် duty တရက် duty ပေါ့နော်။ကျွန်တော် shooting တရက် duty လို့သုံးပြီးတော့ခေါက်ဝင်းကြီးကိုငှားပြီးတော့ကျွန်တော်တို့ဒါ MTV ရိုက်ထားတာပါ။ဒါတော့ဒီသူကကျွန်တော်တို့တော့ဟိုပြောရင်တော့ investment လုပ်ပြီးတယ်ပေါ့နော်။အခုဒီမန်ရုပ်ရှင်ကားမှဆိုလေကျွန်တော်တို့အတိတ်တွေကိုမြေတောင်မြောက်ပြီးသားပါတယ်ဥမာဆိုရင်ကျွန်တော်တို့ကကိုကိုဦးရဲ့သားပေါ့ ဒါဆိုဘုရားသားဆိုရင်ကျွန်တော်တို့ကသူ့ကိုမင်းသားအဖြစ်ဒုတိယစကန်မင်းသားအဖြစ်နဲ့ကျွန်တော်တို့ကစကန်ရိုးမှာခေါ်ပြီးတင်ရိုက်ထားပါတယ်။နောက်ပြီးတော့စကန်ရိုးရဲ့မင်းသမီးအဖြစ်နဲ့ဆိုရင်လည်းဒါမက်ခဆိုင်ကျော်ရဲ့သမီးလေးဒါသူ့ကျွန်တော်တို့ကတင်ပွဲထုတ်ပြီးရိုက်ပြီးသားပါတယ်။နောက်တတိယဆိုရင်လည်းသူကတတိယမင်းသားအနေနဲ့ထည့်ထားတဲ့တယောက်ဆိုရင်လည်းဟိုမိဘမျိုးရိုးကတော့အနုပညာမျိုးရိုးမဟုတ်ဘူးစူးစမ်းရတယ်ပေါ့နော်။ဒါမင်းပိုင်ဆိုတဲ့တယောက်ထည့်ထားပါတယ်။အဲ့ဒီခါကျတော့အစ်စ်နဲ့အဟောင်းက ဘလောက်ထိသူတို့ competitive ပဲဖြစ်တယ်မဖြစ်ဘူးဆိုတာတော့ကျွန်တော်မေးရင်ကျွန်တော် director နဲ့ဆိုင်တယ်လို့ပြောနိုင်ပါပြောရမယ်ပေါ့နော်ဘာလို့တော့ teamwork တစ်ခုကို create လုပ်တဲ့ director ကအကောင်းဆုံးဒီ teamwork ကို control လုပ်နိုင်မယ်ဆိုရင်ဒီလိုပြဿနာမျိုးတွေမရှိနိုင်ဘူးလို့ထင်ပါတယ်။ဒါကြောင့်အစ်စ်နဲ့အဟောင်းကိုပြောမယ်ဆိုရင်အဟောင်းတွေအကုန်လုံးကလည်းအစ်စ်ကစခဲ့တာပါ။ဒါကြောင့်အစ်စ်တွေကိုလည်းအဟောင်းတွေကလက်တွဲခေါ်နေတာကိုလက်ရှိချိန်ထိတွေ့ပါတယ်။အဲဒါကြောင့်ဒါဝန်သားစရာတစ်ခုပေါ့နော်မြန်မာအနေနဲ့။